မင်္ဂလာပါရှင်။နိုဝင်ဘာလ3ရက်တနင်္လာနေ့ရက်တိမတ်ဖွယ်ရာသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပူတင်နဲ့ထရန့်တွေ့ဆုံရင်အလင်းစလူမလို့အပ်သေးဘူးလို့ခရမလင်ပြောကြတဲ့သတင်း။ရုရှားသမ္မတဗလာဂျီမာပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့အရေးတကြီးတွေ့ဆုံရင်ဖြစ်နိုင်တော့လေ လက်ရှိတွင်အနည်းစလိုတွေ့ဆုံရန်မလိုအပ်သေးကြောင်းခရမလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောကြားကြောင်းသိရပါဗျ။ theory အရပြောရရင်ဖြစ်နိုင်ပေမယ့်လက်ရှိမှာတော့အဲ့ဒီလိုအနည်းစလိုလုပ်ဖို့မလိုအပ်သေးပါဘူးလို့သူကဆိုပါတယ်။ယခုအချိန်တွင်ယူကရိန်းအရေးကိစ္စကိုဖြည့်ရှင်းရန်အတွက်စိတ်ဆက်ညှိနှိုင်းမှုများအသေးစိတ်အခြေလေးလှုပ်ဆောင်ရန်လိုအပ်ကြောင်းကိုလည်းပက်စကော့ကအလေးပေးပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ online မှုဖြင့်အင်ဒိုနီးရှားနိုင်ငံသား106ဦးကိုကမ္ဘောဒီးယားဖမ်းဆီးတဲ့တဲ့ အမျိုးသမီး36ဦးအပါအဝင်အွန်လိုင်းလေလံမှုများကိုကျင်းလွန်နေလို့တန်တရားရှိတဲ့အင်ဒိုနီးရှားနိုင်ငံသား106ဦးကိုကမ္ဘောဒီးယားအာဏာပိုင်များကဖမ်းဆီးခဲ့တယ်လို့အွန်လိုင်းလေလံမှုများတိုက်ဖျက်ရေး ad hoc committee ကစနေနေ့တွင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဖနွမ်းမီမျိုး True Khok ခရိုင်ရှိအဆောက်အုံတလုံးကိုတောက်ကြနေကဝင်းရောက်စီးနှင်းကတန်တရားရှိသူများကိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။စီးနှင်းမှုတွင် တယ်လီဖုန်းဓာတ်ဆင်များစွာနဲ့ကွန်ပျူတာများအပြင်ကားနှစီကိုလည်းတင်စီရမိခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။အွန်လိုင်းနေလည်မှုတိုက်ဖြတ်ရေးစီမံချက်ဖြင့်တနိုင်ငံလုံးရှိအာဏာပိုင်များသည်အွန်လိုင်းအနေညာများတွင်ပါဝင်တဲ့ဂျိုးကင်သူအလုံးကိုတရားဥပဒေအရချွင်းချက်မရှိပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားရလို့လည်းသိရှိရပါတယ်ရှင်။